အားလုံးပဲမင်္ဂလာပါခင်ဗျာ Colorin Enterprise ကနေကြိုဆိုပါရစေ။အိမ်တန်တန်လေးနဲ့စားစားတဲ့ခိုင်မာမှုရှိတဲ့အိမ်လေးကိုမိတ်ဆက်ပေးမယ်ခင်ဗျာ။အဲဒီအိမ်လေးပါခင်ဗျာ။ဒီအိမ်ကအရဲ့ခြံကြီးကတော့ပေ60 60ပါခင်ဗျာ။ရှစ်အိမ်ခြံရဲ့ရှစ်လမ်းကတော့ဒီပေ20လမ်းပေါ့နော်လမ်းတာပါရစေ။ရေလုံးဝရေမဝတ်ပါဘူး။အခုလဲမိုးတွင်းမှာပဲရိုက်ထားတာပါခင်ဗျာ။ဒီကောင်ရဲ့စားစားတဲ့ခိုင်မာမှုကတော့ဒီဝင်းခြံကြီးမျိုးပေါ့နော်။ကြီးမျိုးပါခင်ဗျာ။ခိုင်မာပါရစေ။အဲပြီးတော့ဒီ ရေတွင်းတူပိသားပါမယ်မိသားပါမိသားရှောက်ပိသားမိသားကြပိသားရေမြစ်အစုံအတင်းတက်နေရောပါခင်ဗျာအိမ်လေးတက်တန်းလေးအခုမှဆောက်ပြီးတာပြီးတော့ဒီခြံထဲမှာလေးဒီအလားမြက်ခင်းစိုက်ထားတယ်ခင်ဗျာပြီးတော့အပန်းပင်လေးတွေလေးစိုက်ပြထားသေးတယ်ဒီအိမ်လေးကဘယ်လိုပုံစံလဲဆိုတော့ဒီဘီဥလွင်ကဘီဥလွင်ကအိမ်ပုံစံလေးပေါ့နော်အဲ့လိုမျိုးဆောက်ထားတာအဲပြီးတော့အိမ်အောက်ခံကျတော့ဒီအုံနဲ့ဆောက်ပြီးတော့ဒီ frame ကျတော့ tan frame ပေါ့ပြီးတော့ဟိုအအအကာကျတော့ဒီဟိုကကြောက်ပြားကိုကာထားတယ်ကြောက်ပြားကိုတော့မှနှစ်ထပ်နှစ်ထပ်ကာပေးထားတယ်ခင်ဗျာ ဒါတော့အင်တာလေးပါခင်ဗျာအင်တာတော့အပြင်မှာထုတ်ပေးထားပါတယ်အဲအင်တာတော့ဒီဗမာဗမာထိုင်အင်တာလေးအင်တာလေးပေါ့နော်ဆိုတော့ရေချူခန်းကတော့မပါသေးဘူးခင်ဗျာဒီဒါတော့အရင်ချက်ပေါ့ဒီအင်တင်းအင်အတွင်းထဲမှာဆိုရင်တော့အိတ်ခန်းနဲ့ခန်းပါမယ်ခင်ဗျာကျွန်တော်တစ်ချက်လိုက်ပြပြပါမယ်ဒါတော့အင်အတွင်းခန်းလေးပါခင်ဗျာဒါတော့ဝင်ဝင်ချင်းဒီဖျားခန်းလေးကိုတွေ့ရမှာပေါ့နော်ပြီးရင်ဒါဟိုဘက်ကတော့အိတ်ခန်းပေါ့မိမိခန်းထပ်စားခန်းလေးလုပ်လို့ရတယ်ပြီးတော့ဒီဒီဘက်နှခန်းကျတော့ဒါအိတ်ခန်းပေါ့နော်ဒီအိတ်ခန်းလေးကြည်ကြည်ဝန်းရှိတယ်ခင်ဗျာ ပြီးတော့ဒီအိတ်ခမ်းဒီရဲ့ဒီအပေါ် line မှာဆိုရင်ဒီဟိုအက်ကွန် line ကိုတက်ပေးထားတယ်ခင်ဗျာသူအက်ကွန်အသင့်တက်ဆင်လို့ရပါတယ်အဲဒီအိမ်လေးကိုရောင်းချပေးမယ်ဆရာတော့3960ညနေပါခင်ဗျာပန်ရှင်တိုင်းရဲ့အယောင်ချန်လေးပါအိမ်လေးပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်